ဟုတ်ကဲ့အအဓိကဒီ K ဝမဒီ identity ဆိုတဲ့ဒီ campaign လောက်ရတဲ့ရည်ရွယ်ချက်ကတော့ဗောနော်ကျွန်တော်တို့အရင် kids အဲ kids ဟိုအရင် kids ကလေးอ่ะဗောနော်ဒီမြန်မာနိုင်ငံမှာဆိုလဲဒီလူမျိုးစုပေါင်းများစွာရှိတယ်ဗောနော်အဲ့လိုပဲဒီရမြ data မှာဆိုလဲ ဒီဟိုဘောနော်အရင်ကတော့ဟိုတိုင်းသားဆိုပြီးသုံးနှုံးကြတာရှိပါဘောနော်တိုင်းသားလို့သတ်မှတ်တာရှိတယ်နောက်တစ်ခါအစိုးရကနေပြီးတော့အတိမတ်မပြူလာတဲ့လူမျိုးစုများစွာတော့ရှိတယ်ဘောနော်အခုဒီတော်လိုင်းကာလမှာတော့ဒီကျွန်တော်တို့ကတိုင်းသားဆိုတာထက်လူမျိုးစုလို့ဟိုခေါ်ကြတာဘောနော်အဲ့ထဲမှာအလူနေစုထဲမှာလည်းတချို့ဟိုဘောနော်ဒီလူနေစုထဲမှာလည်းမျိုးလူမျိုးစုတွေအသေးသေးလေးတွေရှိကြတာဘောနော်ဒီလိုကဒီဟိုအရင်ခေတ်အဆက်ဆက်ကဟိုဖေ့ချင်ခံရတယ် ဖိနှိပ်ခံရတယ်ခွဲခြားခံရတာပေါ့နော်ဒါတွေရှိတော့ဟိုလက်ရှိပေါ့နော်ဒီအာဆက်အနာသိန်းနဲ့2010ဆက်အနာသိန်းနဲ့ကာလမှာဆိုလဲဒီအားလုံးကဒီဖက်ဒရယ်ဒီဆောက်ရည်သွားတယ်အဲ့ခါမှာဒီဒန်းတူရည်ကိစ္စရည်သွားတာပေါ့နော်သွားတဲ့ခါဒီလူနေစုတွေပေါ့နော်ဒီမှာကိုယ်ကြောင်များတွေတားမှာဆိုလဲလူနေစုတွေအမျိုးအများကြီးရှိတယ်ဒီလူနေစုတွေဒီတော်လန်ရည်အခန်းကာလမှာဒီဖက်ဒရယ်ဒီဆောက်ရည်အခန်းကာလပေါ့နော်ဟိုလက်ရှိဆက်အနာရှင်တုံးလှန်တဲ့အချိန်မှာအားလုံးပါဝင်ဖို့ ဟိုနှိုးဆော်တာပေါ့နော်နောက်တစ်ခါဒီတော်လန်ရေးအရေးမှာလည်းဟိုဟိုပါဝင်ဖို့တဲ့နောက်တစ်ခါဒီတန်းတူအခွင့်ရေးရဖို့အတွက်ပေါ့နော်အားလုံးပါဝင်ချဖို့ဆိုတဲ့ဒီရည်ရွယ်ချက်နဲ့ဒီအဲကမ်ပိန်းလေးကိုစတင်ရခြင်းဖြစ်ပါတယ်ပေါ့နော် အာအဓိကပေါ့နော် K word ဆိုတဲ့စကားလုံးကဟိုတော်တော်များများဒီအရက်ဘတ်အဖွဲအစည်းတို့လိုဟိုအတိုင်းဝိုင်းနေနောက်တစ်ခါဒီအစိုးရအတိုင်းဝိုင်းဆိုတချို့သူတိကြတာပေါ့နော်ဒါပေမဲ့တချို့ grassroots level ကလူတော်တော်များများဆို K word ဆိုတာဘာလဲဆိုတာမတိကြဘူးအမှန်တော့ကျွန်တော်တို့ကဒီ K ဆိုတဲ့သကလုံးက cloud ဆိုလိုတာပေါ့နော်ဆိုလိုတာဆိုဟုတ်အရင်ခေတ်အဆက်ဆက်တွေရပေါ့နော်ဒီ cloud လို့ပြောလိုက်တာ ਨੇ မြန်မာနိုင်ငံမှာဆိုရင်အသားမဲတာတို့မုတ်ဆိတ်မှုရေးပတာတို့ပေါ့နော်နောက်တစ်ခါတခြားဒီ Islam ဘာသာဝင်တွေဟိုပါပေါ့နော်သူတို့သူတို့ခေါ်ကြတယ်နောက်တစ်ခါဒီ Hindu တွေရှိပေါ့ Hindu ဘာသာဝင်တွေတခြားဟိုပါပေါ့နော်ဘယ်လိုမဆိုပါနော်အသားမဲဘယ်လိုမဆိုအသားမဲတာ ਨੇ အဲ့လိုခေါ်ခေါ်ကြတဲ့ဟာရှိတော့အဟိုဒါရီကဘယ်လိုပြောမလဲတစ်ဖက်ကျွန်တော်တို့ခံစားရတာတော့ကျွန်တော်တို့ခွဲကြတယ်ဖိနှိပ်တယ် ဒီဟာတွေကခံရတော့ဒီဟာတွေလုံးဝမခေါ်ဖို့ဆိုတဲ့ဟာပေါ့ကလားနေရာမှာကျွန်တော်က keyword ဆိုပြီးတော့သုံးတယ်ဒါကြောင့် keyword မှာဒီ identity ဆိုတဲ့ဟာပေါ့နော်ဒီဟာသုံးရချင်းဖြစ်ပါတယ်ပေါ့အဓိကတော့ပေါ့နော်ဒီတတ်မှတ်ခြင်းခံအရင်ခေတ်ရဆိုရင်ဟိုအာလွတ်လပ်ရပြီးခေတ်ကပြောလို့ရတာလွတ်လပ်ရပြီးခေတ်ဆိုရင်ဒီလူမျိုးစုလို့ပြောတဲ့ခါကျရင် အရင်ခေတ်ကကျွန်တော်တို့ကြားဖို့တော့ဗောနော်အဲတိုင်းဒါလို့တုံ့နှုံကြတာဗောနော်တိုင်းဒါဘယ်နှမျိုးရှိလဲဆို144မျိုးရှိတယ်။နောက်1980နှစ်ဒီဟိုဘာနိုင်ငံသားအုပ်ဝင်မှာဆို135ဆိုပြီးတော့ပြန်လောက်ကြတာဗောနော်အဲ135နဲ့ဒီ144ဆိုတော့ကောင်ဟချက်မှာလည်းလူမျိုးစုပေါင်းက100ကျော်နီးပါးလောက်ရှိတာဗောနော်ဖြစ်တော့လက်ရှိအနေအထားမှာဆိုရင်ဟို ဒီလူမျိုးစုထဲမှာပေါ့เนาะတချို့ပျောက်ကွယ်နေတဲ့လူမျိုးစုတွေမြန်မာနိုင်ငံအများကြီး2014တကောင်စီရင်ရဆိုရင်တော့လူမျိုးစုပေါင်းက800ကျော်လောက်ရှိတယ်လို့ဟိုကသိရတာပေါ့เนาะသိရတော့ဒါတွေကမြန်မာနိုင်ငံမှာဆိုရင်ဒီလူမျိုးစု ပြဿနာဖြစ်တဲ့အခါကျရင်ပေါ့เนาะဘာလို့ဆိုတော့တတ်မှတ်ခြင်းခံရတာရှိတယ်တတ်မှတ်ခြင်းမခံရတာရှိတာပေါ့เนาะဒီကျွန်တော်တို့ဒီဟိုကပေါ့ဒီအခုလောက်တဲ့ဒီဟိုသားပေါ့เนาะ KOM ဒီ identity မှာဆိုလဲဒီကျွန်တော်တို့ကဒီတတ်မှတ်ခြင်းမခံရတဲ့ဟိုကလူမျိုးစုတွေအများကြီးရှိတာပေါ့เนาะ ျွန်တော်တို့အဓိကကဒီမှာကျတော့ဘာသာရေးအခြေမခံဘူးဒီလူမျိုးလူမျိုးနယ်စုတွေကနေစုပေါင်းပြီးတော့ဟိုကလူနယ်စုဖြစ်ပါတယ်ဒီလူနယ်စုရဲ့အခွင့်အရေးတွေ right တွေနောက်ဒီ federal တိဆောက်ရေးမှာဆိုလဲပါဝင်ဖို့တွေဒန်းညီညီမြရေးတွေအဲဒါတွေအတော့ပေါ့နော်ဒီလိုဖြစ်နေရခြင်းဖြစ်ပါတယ်ပေါ့ အာဒီဟိုမျိုးနွယ်စုတွေနာမည်တွေကကြတော့ပြောတာလူတွေလည်းစိတ်နေပေါ့နော်တချို့ဆိုရင်တော့ဘောလီဝုဒ်ကကြည့်တဲ့လူတတော်များများဆုံးတော့အာဒီဒီဟာမျိုးတွေတော့တွေ့တွေ့ရတာပေါ့ဒီဟာအဓိကကဒီသူတို့ရဲ့မျိုးနွယ်စုတွေရှိတာပေါ့နော်မျိုးနွယ်စုလို့ပြောတဲ့ခါမှာဟိုဒီရဲ့ history ရှင်းပြရင်တော့တော်တော် ကျေပြန့်တယ်ရှေ့လဲရှေ့တာဗောနော်ဘာဖြစ်လို့တော့အင်အင်္ဂလိပ်ခေတ်ကနေပြီးတော့အင်္ဂလိပ်ကိုလိုနီခေတ်ကဒီအိန္ဒိယအိန္ဒိယတို့ကအိန္ဒိယတိုက်တို့အုပ်ချုပ်တဲ့ဟာဆိုတော့အဲ့ကနေကျွန်တော်တို့ဟိုပါဗောနော် migration တွေဖြစ်လာတယ်မြန်မာနိုင်ငံမှာလည်းတချို့ကတော့အခြေကျလာတာရှိတယ်အဲတချို့ကတော့ဒီဟိုနိုင်ငံတွေခွဲဝေမှုပါလဲအဲ့လိုဖြစ်တော့အဓိကအသူချုံနဲ့အနီးကပ်ဆုံးရှင်းပြရမယ်ဆိုရင်ဒီတမယ်တို့တယ်လ်ဂူတို့ဆိုတာကတို့ကတော့ဒီဟိန္ဒူဘာသာဝင်တွေဖြစ်တာဗောနော်ဟိန္ဒူဘာသာဝင်တို့ပြောတဲ့ခါကျရင်ကျွန်တော်တို့က ဟိုမြန်မာနိုင်ငံမှာရှိတာပေါ့နော်ဒီသူတို့ရဲ့ဟိုဝတ်စာစင်ရင်ပုံတွေသူတို့ရဲ့ဟိုဒီဇိုင်းတွေကြည့်ပြီးတော့ဟိုတတ်မှတ်ကြတယ်ခေါ်ဝေါ်ကြတာရှိတယ်ဒါကလည်းဟိုပြန် ကြည့်မယ်ဆိုရင်ဟိုမှားနေတယ်အချက်လို့တော့ပြောတာဘာဖြစ်လို့လူတယောက်ကိုဒီဝတ်စာစင်ရင်ပုံနဲ့ကြည့်ပြီးတော့ဆုံးဖြတ်လိုက်တဲ့ဟာကြတခါကျရင်သူတို့ရဲ့အနောက်မှာရှိတဲ့ဟာအယူဆတဲ့အမှားလွဲတွေရှိတာတော့နော်အဲ့လိုပဲဒီဂျူလီယာတို့ပါလို့ဆိုတာကလည်းဒီအစ္စလမ်ဘာသာဝင်ကိုကိုွယ်တဲ့သူတွေအဲထဲမှာပါတယ်ဒီဂျူလီယာတို့ပါတယ်နောက်တစ်ခါဒီဆိုရတီတို့ပါတော့ပါတာပေါ့နော် ပြန်ကြည့်ကြည့်ဟိုဒါပြန်ရှင်းပြမယ်6တို့ပါလို့ရှိတယ်ဗျာ6ပါတာလို့ရှိတယ်သူတို့အနောက်မှာသူတို့ရဲ့ဝက်စာဆင်ုံပေါင်းကတော့ကျွန်တော်တို့တော်တော်များကြည့်မယ်ဆိုရင်လည်းမြန်မာနိုင်ငံမြင်ရတာဗောနော်အဲဒီဝက်စာဆင်ုံပေါင်းက Bollywood ဆန်နဲ့အိန္ဒိယနည်းနည်းဆန်နဲ့ဟိုပုံစံမျိုးတွေကိုပို့ပြီးတော့တွေ့ရတာဗောဒါကတော့ကြည့်ချင်ရမယ်ဒီမျိုးနယ်စုတွေဆိုရင်ကျွန်တော်တို့ကမျိုးနယ်စုတော့တတ်မှတ်လို့ဥစားဗောလားဒီဝက်စာဆင်ုံပေါင်းကြည့်ပြီးတော့တတ်မှတ်လို့တော့မရအောင်ဒါပေမဲ့သူတို့ရဲ့လက်ရှိမြန်မာနိုင်ငံအနေအထားမှာဆိုရင်ဒီလိုမြင်နေရရင်ကျွန်တော်တို့ကဒီလိုမျိုးခေါ်နေတွေ့နေကြတတ်မှတ်နေကြတာ အာဟိုးအရင်ကတော့ဒီ K ဒီ K Warma ဒီ identity ဆိုတဲ့ခေါင်းစဉ်ကတော့အခုမှစတာပေါ့နော်ဒါပေမဲ့ဟိုးအရင်ကတော့ Don't call me class ဆိုပြီးတော့ campaign တွေလုပ်ခဲ့တယ် Facebook မှာဆိုလဲတချို့ဟိုကပေါ့ profile တွေမှာတင်တာတွေအဲ့ဒါတွေတော့စပြီးလုပ်ခဲ့တာပေါ့နော်ဟိုးအရင်ခေတ်ကတော့ကျွန်တော်တို့ကဒီအာဒီဘယ်လိုပြောမလဲလူမျိုးရေးဟိုကပေါ့နော်ပဋိပက္ခတွေရတယ်အများကြီးရှိခဲ့တဲ့အခါမှာဆို campaign တွေအရဆိုအမျိုးအစားဟိုအများကြီးလုပ်ခဲ့တာတွေရှိတာပေါ့နော်အရင်အဆုံးလဲကျွန်တော်တို့ဒီ 2019မှာဆိုလဲဒီပဋိပက္ခလူမျိုးရေးပဋိပက္ခဖြစ်တဲ့အချိန်မှာဆိုလဲဒီနှင်းစင်မြူကမ်ပိန်းနော် White Road for Peace ဆိုတဲ့ကမ်ပိန်းမှာလဲကျွန်တော်တို့ပါဝင်ခဲ့တယ်အဲ့ဒါလဲကျွန်တော်တို့ဒီမော်လမြိုင်မှာကျွန်တော်တို့ကျွန်တော်လဲဦးဆောင်လူထဲမှာပါခဲ့တာပေါ့နော်လှုပ်ဆောင်ခဲ့တယ်နောက်အဲဒီ citizenship ကိစ္စတွေကိစ္စရက်တွေ အနောက်ဒီ don't call me ကလာနောက်ဒီအမုံစကားတွေပေါ့နော်ဟိုအရင်ကတော့အဓိကတော့ဒီ Facebook မှာဆိုရင်အမုံစကားတွေရတယ်အများတယ်အခုလက်ရှိလဲကျွန်တော်တို့ဒီ campaign လုပ်ရခါမှာ Facebook ရဲ့ comment တွေမှာကြည့်မယ်ဆိုလဲတချို့ဒီတိုက်ခိုက်တာတွေဟိုဝေဖန်ခံရတွေအများကြီးရှိတာပေါ့နော်ဒါပေမဲ့အဓာရီရလည်းကျွန်တော်တို့ပြောင်းလဲဖို့လိုတယ်အဲကမ်ပိန်းတွေကတော့ဟုတ်ရင်ကတော့ဒီဟိုကမ်ပိန်းတွေအများကြီးတော့လုပ်ခဲ့တာပေါ့တရားတော့ဒီ အာနာရှင်ဆရာနာရှင်တိုက်ထောက်ရေးကာလမှာလည်းကျွန်တော်ဖက်ဒရယ်တိဆောက်ရေးအခမ်းအနားမှာလူနည်းစုတွေရဲ့ပါဝင်မှုပုံမောအားကောင်းလာဖို့ပုံမောပါဝင်လာဖို့ဆိုတဲ့ဟာလှုပ်ဆောင်ရခြင်းဖြစ်ပါတယ်အအဓိကတော့ကျွန်တော်တို့ဒီတော်လန်ကြီးကတော့ဟိုဆရာနာရှင်ပြုတ်ကြရေးတော်လန်ကြီးဖြစ်တယ်လို့ဒီအသွေးခေါ်တော်လန်ကြီးလည်းဖြစ်တာပေါ့နော်အသွေးခေါ်တော်လန်ကြီးဖြစ်တော့အရင်ခေတ်ကကျွန်တော်တို့ကဟိုဆရာနာရှင်ရဲ့ဒီအသွေးခေါ်ပေါင်း စိုင်းရတယ်ကျွန်တော်တို့ဖိနှိပ်ခံရတယ်နောက်တစ်ခါကိုယ်နဲ့ဟိုအမြင်မတူရင်ကျွန်တော်ခွဲခြားဖို့နောက်တစ်ခါဒီခွဲခြားမှုတွေကဟုတ်ရင်အခက်အဆက်ဆက်ကရှိခဲ့တာဗောနော်ဟိုခွဲခြားတဲ့နေရာမှာဆိုပညာရေးအဖြစ်ကျန်းမာရေးအဖြစ်စီးပွားရေးအဖြစ်ဒီလိုလူတန်းစားတရက်ကိုဗောနော်ဟိုလိုဟိုစနစ်အရာတို့ကခွဲခြားမှုတွေရှိနေတော့ဒီရဲ့အတွေးခေါ်ဟောင်းနေဒီကျွန်တော်တို့ဒီ new online ကာလမှာဆိုရင်အားလုံးကအတွေးခေါ်တွေပြောင်းဖို့လိုအပ်နေပြီဖြစ်ပါတော့ဗောနော်ဖြစ်တဲ့ဟာမှာ အာဒီလူနေစုတွေဟိုလေဟိုဒီရဲ့ဟိုအရွေးမှာပေါ့နော်ပို့ပြီးတော့ပါဝင်လာဖို့လူများစုတွေကလည်းတွဲခေါ်ဖို့လို့တလို့လူနေစုတွေကိုယ်တိုင်ကလည်းဒီရဲ့ကိုယ့်ရဲ့ဟိုအခွင့်အရေးတွေကိုယ့်ရဲ့ right တွေရဖို့တော့အာပေါ့နော်နောက်တစ်ခါစစ်အာဏာရှင်ကို တရားမျှတမှုပေါ့နော်အများတန်းကခေတ်အဆက်ဆက်ကတရားမျှတမှုမရခဲ့တဲ့ပုံမှာကိုယ်တရားမျှတမှုတော့ကိုယ်ကိုယ်တိုင်လည်းပါဝင်ကြဖို့လို့တယ်နောက်တစ်ခုကတော့အာဒီလူတယောက်ချင်းစီတိုင်းကလည်းဒီခွဲခြားမှုတွေဖိနှိပ်မှုတွေမလုပ်ဘဲနဲ့ပေါ့နော်လူသားတယောက်လိုမြင်ပြီးတော့ အလုံးတန်းတူပါဝင်လာဖို့လည်းလိုအပ်တယ်နောက်တစ်ခုကတော့လက်ရှိကတော့အဲတိုင်းဒေတာကြီးတွေဖြစ်လို့ခုဟိုပြည်နယ်လို့ခေါ်တယ်ချော်တော့ပြည်လို့သတ်မှတ်တာပေါ့နော်ဒီဒေတာတွေမှာဆိုလဲ state holder တွေရှိတာပေါ့နော် state holder တွေကိုတိုင်းကလည်းဒီသူရဲ့ federal အခမ်းအနားတိဆောက်ရေးတွေနောက်တစ်ခုကဒီဟို constitution ရေးဆွဲတဲ့ကိစ္စတွေအဲဒီမှာဆိုလဲဒီလူနည်းစုတွေရဲ့အတန်တွေဘောပေါ့နော်မျက်ကွယ်ပြုထားပဲနဲ့အော်ဟာပေါ့နော်လူနည်းစုတွေရဲ့အတန်လဲပါဝင်ပြီးတော့တန်းတူပေါ့နော်အားလုံးဘယ်လိုမျိုး all inclusive ဖြစ်တဲ့ ဟာဟိုပေါ့ဆွဲခေါ်ပေးကြပါနောက်တစ်ခါပူပေါင်းပြီးတော့အတူပေါ့နော်ဆရာနာရှင်တိုက်ထုတ်ကြပါလို့ပဲကျွန်တော်အပိစကားပြောချင်ပါတယ်ဟုတ်